မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ32ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားတစ်စီးကိုပြစ်ခတ်တိုက်ခတ်ရာ၄ဦးသေဆုံးပြီးတော့လက်နက်၄လက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ30ရက်နေ့ညနေ4:20မိနစ်အချိန်မှာမကွေးတိုင်းပခုတ်ကူမြို့စစ်မှုဆောင်တက်လမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားတစ်စီးကိုပြစ်ခတ်တိုက်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးတိတ်ဆုံးပြီးတော့လက်နက်၄လက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီကားဟာပခုတ်ကူမြို့စစ်မှုဇုံဂိတ်ကနေပြီးတော့မြို့ထဲကိုပြန်လာခြင်းဖြစ်တယ်လို့သိရပါတယ်။တင်းစီရရှိထားတဲ့လက်နက်ခဲယမ်းများကတော့ MA3 လက်နက်များဖြစ်ပြီးကြီပေါက်၈ခုနဲ့ G168 တောင်းဖုန်းတစ်လုံးတို့ကိုတင်းစီရရှိခဲ့ပြီး ော်လိုင်းရဲ့ပေါ်များကတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းစစ်စင်ရေးကိုပခုတ်ကူမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပခုတ်ကူ People Defense Force, Yan Force UG နဲ့ပခုတ်ကူ Ranger တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်စင်ဖြူရွာအုပ်ချုပ်ရေးမှူးဝင်းကိုရဲ့နေအိမ်ကိုဝင်ရောက်စီးနှင်ခဲ့ရာလက်နက်၅လက်နဲ့ခဲယံတချို့ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ30ရက်နေ့မနက်9နာရီခွဲအချိန်ကမှတောင်သာမြို့နယ်မြင်းကြံညောင်ဦးလမ်းဘေးမှာရှိတဲ့စင်ဖြူကျေးရွာအုပ်ချုပ်ရေးမှူးပြူစောတိခေါင်းဆောင်ဝင်းကိုရဲ့နေအိမ်ကိုဝင်ရောက်စီးနှင်ခဲ့ရာမှာဝင်းကိုနဲ့ပြူစောတိများထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါကြောင့်နေအိမ်အတွင်းကိုဝင်ရောက်ရှာဖွေခဲ့ရာမှာပြောင်းချောတက်နှစ်လက် တူမီတနတ်တလန်ပွိုင်တူတူလက်လုံတနတ်တလန်ပါရီအမျိုးအစားတနတ်တလန်နဲ့ဆက်ဆက်တဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။စင်ဖြူရွာကပြူစောတိရွာလို့တော့နာမည်မပေါက်သေးဘူး။ဒါပေမဲ့ပြူစောတိတွေတော့ရှိတယ်။တိတ်တိတ်ပုံပြူစောတိတွေပေါ့။အရင်ကတော့စစ်ခွေးတွေလာတာမျိုးတော့ရှိတယ်။အခုကတော့မရှိတော့ဘူး။ ဝင်းကိုကအုတ်ချုပ်ရင်းမှုဆိုရင်လည်းဟုတ်တယ်ပြူစောဒီခေါင်းဆောင်လည်းဖြစ်တယ်သူနဲ့ဆိုရင်တော့ပြူစောဒီအလုံး9ယောက်10လောက်ရှိတယ်ဝင်းစည်းတဲ့အချိန်မှာနည်းနည်းလောက်အပြန်လန်ပြစ်ခတ်မှုတော့ဖြစ်ခဲ့တယ်သူတို့အကုန်ထွက်ပြေးသွားလို့အိမ်ထဲကိုဝင်ပြီးတော့ရှာဖွေရမှာလက်နက်တွေကိုတင်စီရမိခဲ့တယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ TTA PDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီစစ်စင်ရေးကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ TTA PDF Burmese Guerrilla Force မြင်းကြံ BGF ညောင်ဥပကဖနဲ့ညောင်ခရိုင်အမတ်ငါတရင်တို့ကလက်တွဲညီညီပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တော်လန်ရဲကိုစစ်ရှိမြင့်ကနေရာတိုင်းမှာစစ်စင်ရဲတွေကိုပေါ်ဆောင်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်သားများစစ်ကောင်စီရဲ့ထောက်တိုင်လက်ပါစီများနဲ့ဝဲဝဲနေထိုင်ကြရန်မလို့အပဲနဲ့ခရီးမသွားကြရန်အင်စည်းကားများကားမှန်ချပြီးတော့မောင်းနှင်ပေးကြရန်နဲ့တော်လန်ရဲကိုကိုနဲ့မဆိုင်သလိုမနေပဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များနဲ့အတူပူးပေါင်းပါဝင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ပြည်တွင်းမှာ Oridu ဖုန်းနံပါတ်များနဲ့ချိတ်ဆက်ထားတဲ့ KBZ Pay အကောင့်များကငွေများခိုးယူခံနေရပြီးတော့ကမ္ဘောဇာဘဏ်ဘက်ကလည်းဓာတ်တွေကိုတာဝန်ယူဖြည့်ဆင်းခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရပိုင်းအတွင်းမှာကမ္ဘောဇာဘဏ်အကောင့်များနဲ့ချိတ်ဆက်ထားတဲ့ KBZ အကောင့်များဟာအလိုလျောက်ငွေကြေးများကိုလွှဲပြောင်းခြင်း ဘဏ်အကောင့်ကငွေများကို KB တဲကိုအလိုလျောက်လွှဲပြောင်းပေးတဲ့နောက်တခြားကိုမသိတဲ့ KB အကောင့်များကိုလွှဲပြောင်းခြင်းများဖြစ်ပေါ်နေပြီးငွေများဆုံးရှုံးနေခြင်းဖြစ်တယ်လို့သိရပါတယ်အထူးသဖြင့် Oridu ဖုန်းနံပါတ်များနဲ့ဖွင့်ထားတဲ့ KB အကောင့်များအခုလိုမျိုးကြုံတွေ့နေရခြင်းဖြစ်တယ်လို့သိရပါတယ်ညပိုင်းမှာကျွန်တော်ဖုန်းထဲကို message ဝင်လာတယ် KB ကနေငွေလွှဲပြောင်းတာဘဏ်အကောင့်တွေကနေပြီးတော့ KB ကိုငွေလွှဲတယ်အဲ့ဒီငွေတွေကိုကိုမသိတဲ့တခြား KB အကောင့်တစ်ခုတည်းကိုထပ်လွှဲတယ် OTP ကျလာတယ်အဲ့ဒီ OTP ကိုလည်းဘာမှမဖြေမဲနဲ့ အော်တိုတွေကိုဖြစ်နေတာကြည့်ရတာဘန်ကဝန်ထမ်းတွေပါပါတဲ့အထင်းနဲ့လုံခြုံရေးကျိုးပေါက်သွားတာလားတော့မသိဘူးအဲ့ဒါကို complaint တက်တော့ရဲစခန်းမှာအမှုဖွင့်ပြီးထောက်ခံစာပါမစစ်ဆေးပေးမယ်လို့ပြောတယ်အကောင့်ကိုပိတ်ပေးပါလို့ပြောတာလဲပိတ်မပေးဘူးအဲ့ဒါစုစုပေါင်း30လောက်အကုန်အခိုးခံလိုက်ရတယ်လို့ KP သုံးဆွဲသူပြည်သူတို့ကတိုင်ကြားထားပါတယ်မယန်းကုန်းမြို့နယ်နှစ်ရက်ကွာက online shop အယောင်းဝယ်လုပ်သူတို့ကလည်း ်ကေပင်းအတွင်းကနေပြီးတော့ငွေကျပ်350နီးပါးခိုးယူခံခဲ့ရကြောင်းတိုင်ကြားထားပါတယ်အဲ့ဒီဖြစ်စဉ်ကိုကေပင်းကိုဖုံးဆက်ပြီးတော့အကြောင်းကြားတိုင်ကြားတော့လဲတာဝန်ယူမှုတစုံတရာမရှိပဲသုံးစွဲသူကိုတောင်မှကေပင်းကပြန်လည်ပြီးတော့အပြစ်တင်နေတယ်လို့ပြောဆိုထားပါတယ်ဖုန်းထဲက OTP ကြလာတာကိုလည်းဘယ်သူ့ကိုမှမပေးပါဘူးဖုန်းကလည်းကိုယ့်လက်ထဲမှာပါမိနစ်ပိုင်းအတွင်းမှာငွေတွေလွှဲနေတာ KB စံတာကိုဖုံးဆက်ပေးမယ်ဘာမှတာဝန်မယူဘူးရဲစခန်းမှာအမှုဖွင့်ပြီးတော့စာရွက်စာတမ်းယူလာရမယ်တဲ့ ရဲစားကားမှာအမှုသွားဖွင့်တော့လဲဖုန်းကိုတိမ်ပြီးစစ်ဆေးပြီးမှအမှုဖွင့်ပေးမယ်တဲ့ကိုဆုံးရှုံးသွားတာက350အဲ့ဒါကလည်းပြန်ရမှာလားပြန်မရဘူးလားမသေးကြဘူးတော်တော်ကိုဒုက္ခပေးလွန်းနေဗျာကို့မှာဘာမှမလုပ်ဘဲနဲ့သူ့အလိုလိုဖြစ်သွားတာလေလို့မရန်ကုန်မြို့နယ်နှစ်ရက်ကွက်က online shop အယောင်းဝယ်လုပ်သူကရှင်းပြပြောဆိုထားပါတယ်။ကမောဇာဘဏ်အကောင့်နဲ့ချိတ်ဆက်ထားတဲ့ KP အကောင့်များငွေများစွာတင်စီထားတဲ့ KP အကောင့်များအတွင်းကငွေများခိုးယူခံရတဲ့ဖြစ်စဉ်များအတွက် တိုင်ကြားထားတဲ့အမှုပေါင်း20ထက်မနည်းရှိနေပြီးတော့အဲ့ဒီအမှုများနဲ့ပတ်သက်ပြီးတော့ KB စင်တာကိုဆက်သွယ်ပြီးတော့မေးမြန်းခဲ့တော့လဲဒစုံတရားပြန်လဲဖြေချခြင်းမရှိဘူးလို့သိရပါတယ် KBZ ပေးလို့အများခေါ်တဲ့ KB ဟာပြည်တွင်းမှာလူသုံးများပြီးတော့စစ်အာဏာသိမ်းတဲ့အချိန်ကလဲတော်လန်ရေးအတွက်လှူဒန်းမှုပြုတယ်ဆိုပြီးတော့အကောင့်များစွာကိုကမ္ဘောဇာဘဏ်ကအကြောင်းပြချက်မရှိဘဲနဲ့ပိတ်ပင်မှုများကိုလှုပ်ဆောင်ခဲ့ဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကိုကံပြည်သူ့စစ်အဖွဲ့ဝင်မီးရှောက်ချမ်းရဲ့ မိသားစုဝင်များအပါအဝင်မြန်မာနိုင်ငံသား16ဦးကိုတရုတ်အစိုးရကလူတက်မှုလိန်လယ်မှုဥပဒေမဲ့ထိမ့်သိမ်းမှုစနစ်တကျလောင်းကစားမှုနဲ့ပြည်တစားမှုမူရစေဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြည်မှုများစွာနဲ့စွဲချတင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံဇီဂျန်အရှိပိုင်းခရိုင်မှာကြားပြတ်ငွေလိမ်မှုအပါအဝင် ပြည်မှုကျူးလွန်မှုတရခန်39ဦးကိုစွဲချတင်ခဲ့တယ်လို့သိရပါတယ်၎င်းတို့တွေက16ဦးဟာမြန်မာနိုင်ငံသားများဖြစ်ပြီးတော့၎င်းတို့ကိုလူတက်မှုလိန်လယ်မှုဥပဒေမဲ့ထိမ့်သိမ်းမှုစနစ်တကျလောင်းကစားမှုတို့နဲ့ ပြည့်တစားမှုမူရဆေးဝါးရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြည့်မှုများစွာနဲ့စွဲချက်တင်ထားတယ်လို့သိရပါတယ်အဲ့ဒီစွဲချက်တင်ခံရသူများထဲမှာကိုကံပြည်သူ့ဆေးအဖွဲ့ဝင်မီရှောက်ချမ်းရဲ့မိသားစုဝင်များပါဝင်ပြီးတော့မီရှောက်ချမ်းကတော့တရုတ်ကဖမ်းရမ်းထုတ်တဲ့အချိန်မှာမိမိကိုကိုတတ်သိသွားခဲ့တယ်လို့သိရပါတယ် ကြားဖြတ်ငွေလိမ်လည်မှုများအပါအဝင်ရာဇဝတ်မှုများနဲ့ဆက်ဆက်နေတဲ့မီရှောက်ချမ်းရဲ့တားဖြစ်သူမင်ဂူပင်တမီမင်ဂျူလန်နဲ့မြန်မာနိုင်ငံသားလို့ယူဆရတဲ့မြေကလေးမင်ဆန်းဆန်းမတ်တီရီမောင်တို့ကိုတရုတ်အာဏာပိုင်များထံကိုမြန်မာစစ်တပ်က2023ခုနှစ်နိုဝင်ဘာလမှာလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။မင်ဂူပင်အသက်43နှစ်ဟာမြန်မာစစ်တပ်ရဲ့ကွက်ကဲမှုအောက်မှာတာဝန်ထမ်းဆောင်နေတဲ့ကိုကတ်နယ်သားဆောင်တပ်ရဲ့ခေါင်းဆောင်ဖြစ်တယ်လို့သိရပါတယ်။စွဲချက်တင်ခံရသူတန်တရားရှိသူ39ဦးဟာ ကိုကန့်ဒေတာကမိမိသားစုအစုအဖွဲ့ကအဖွဲ့ဝင်များသို့မဟုတ်၎င်းနဲ့ဆက်ဆက်နေတဲ့အဖွဲ့များဖြစ်တယ်လို့သိရပါတယ်။တန်တရားရှိသူများဟာတရုတ်နိုင်ငံသားများသို့မဟုတ်မြန်မာနိုင်ငံသားတရုတ်လူမျိုးများဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံနဲ့နမိတ်ပြင်ပကိုကန့်ဒေတာမှာဖြစ်ပွားခဲ့တဲ့ရာဇဝတ်မှုများဖြစ်တော့လေတရုတ်နိုင်ငံသားများရဲ့ကိုပိုင်အခွင့်အရေးများကိုချိုးဖောက်နေခြင်းကြောင့် တရုတ်အာဏာပိုင်များကအဲ့ဒီအမှုကိုစီရင်ပိုင်ခွင့်ရှိတယ်လို့တရုတ်အစိုးရရှေ့နေများကပြောဆိုနေကြပါတယ်မြန်မာစစ်တပ်ကအခုနှစ်ဇန်နဝါရီလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်းဒေသကကြားဖြန့် online ငွေလိမ်လည်ခန်းရဲ့အဓိကတရက်ခံဖြစ်တဲ့ပယ်ဆောက်ချိန်အပါအဝင်10ဦးကိုစစ်ကောင်စီကတရုတ်ထံကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်တရုတ်နိုင်ငံကဖမ်းရမ်းထုတ်ထားတဲ့ကိုကံပြည်သူစစ်ခေါင်းဆောင်ပယ်ဆောက်ချိန်ပယ်ဆောက်ချိန်ရဲ့သားပယ်ရင်ဆန်းဝေဆန်းခေါ်ဝေဝါရန်နေသားဆောင်တိုက်ရင်1336ဥက္ကဋ္ဌ လျှို့အားပေါက်ခေါ်လျှို့ကျင့်ရှမ်းဖူလီလိုက်လုပ်ငန်းစုတထေလျှို့ကျင့်မောင်းနဲ့ရွှေလောက်ဖားအခြားရေးကြီးတရားခံ၄ဦးနဲ့စုစုပေါင်း၁၀ဦးတို့ကိုစစ်ကောင်စီကနေပြည်တော်၄စိတ်ကနေတဆင့်တရုတ်ထံကိုလွှဲပြောင်းပေးရခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မကွေးတိုင်းမင်းမှုမြို့နယ်မှာရှိတဲ့မန်းရွှေဆက်တော်ရဖရားအနီးမှာတိုက်ပွဲဖြစ်ပွားနေတော့လေစေကောင်စီကအဲ့ဒီဖရားပွဲတော်ကိုကျင်းပရန်စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်းရွှေဆက်တော်ရဖရားအနီးမှာရှိတဲ့ကျေးရွာများကိုစေကောင်စီတပ်ကဒီဇင်ဘာလ22ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထိုးကနယ်မြေရှင်းလင်းရေးတွေဆောင်ရွက်နေတယ်လို့ဒေသခံများကပြောပါတယ်။ပထောင်းရွာ၊ဥယင်ရွာ၊ကိုင်းမကြီးရွာ၊တင်ပြင်ခွေရွာ အိုးပြင်မဲရွာအိုင်းမရွာနဲ့လက်ဘတော်ကြီးရွာတို့ကိုစစ်ကောင်စီကဒီဇင်ဘာလ22ရက်နေ့မှာစစ်ကြောင်းထိုးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းရဲ့အန္တရာယ်ကြောင့်ဒေသခံပြည်သူတထောင်ခန့်ဟာနေအိမ်တွေကိုစွန့်ခွာပြီးတော့ထွက်ပြေးနေရကြောင်းဒေသခံတို့ကပြန်လည်ပြောပြထားပါဗါ။စစ်တပ်က PDF တွေရောက်နေတယ်ဆိုပြီးတော့ဒီရွာတွေထဲကိုမြန်မြန်ရှင်းလင်းတွေလုပ်နေတာပေါ့။ရွှေဆက်တော်ဖျားပွဲအတွက်တင်တာခေါ်တဲ့ကာလမှာအချိန်ကိုက်ကိုလုပ်နေတာပါလို့ဒေသခံတို့ကပြောပြထားပါဗါ။မင်းမှုနယ်အတွင်းတိုက်ပွဲများဖြစ်ပွားနေတော့လေစစ်ကောင်စီကတော့မန်းရွှေဆက်တော်ရဖျားပွဲကို2020 5ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့ကနေဧပြီလ18ရက်နေ့အထိကျင်းပမယ်လို့ထုတ်ပြန်ထားပြီးတော့ဖျားပွဲတော်အတွင်းမှာဈေးဆိုင်များနဲ့အခြားလုပ်ငန်းများအတွက်တင်တာလုပ်ငန်းများကိုလည်းဆောင်ရွက်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။တင်တာလျှောက်လွှာများကိုဒီဇင်ဘာလ20ရက်နေ့ကနေပြီးတော့ဒီဇင်ဘာလ31ရက်နေ့အထိရောင်းချမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ပွဲတော်ကျင်းပရန်အတွက်စစ်ကောင်စီကကိုင်းမကြီးရွာအနီးရွှေဆက်တော်ဖျားအဝင်မုတ်ဝါ ဖျားရွာနဲ့ဗရောင်းရွာတို့ကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့တပ်ဆွဲထားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်ဟာမန်းရွှေဆက်တော်ရဖျားအနီးမှာပေါ်တာဆွဲခြင်းပြည်သူများထံကနေပြီးတော့ပြည်စီများလူရက်ချင်းများကိုပြုတ်လုနေတယ်လို့အခြားဒေသခံတအူးကပြန်လည်ပြောပြထားပါတယ်။ဖျားပွဲကိုလာတဲ့လူငယ်တွေကိုပေါ်တာဆွဲနိုင်တာရဲ့ လက်ရှိစစ်ရေးအနေအထားရဲ့ကြောင့်ရွှေဆက်တော်ဖျားပွဲကိုဒီနှစ်တော့လူငယ်တွေကိုမလာစေချင်ဘူးလို့ဒေသခံတော်လိုင်းရေးတပ်ဖွဲ့ဝင်တဦးကပြောပြထားပါတယ်။နိုဝင်ဘာလ28ရက်နေ့မှာစစ်ကောင်စီတပ်နဲ့ဒေသတော်လိုင်းရေးတပ်တို့ကြားရွှေဆက်တော်ရဖျားအဝင်၃မှန်ဂိတ်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား၁၀ဦးကတိတ်ဆုံးခဲ့တယ်လို့မင်းဘူးခရိုင်အမှတ်6တိုင်ရင်းကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်ကြက်ဖြူကန်ရွာမှာနေကနေပြီးတော့အလုလာလုတဲ့လူငယ်၁၀ဦးကိုစစ်မှုထမ်းအတွက်ဆိုပြီးတော့စစ်တပ်ကဖမ်းဆီးသွားပြီးခမရ၃၃တရင်းနဲ့ကိုခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဒီဇင်ဘာလ30ရက်နေ့ည7:00နာရီခွဲအချိန်ကမှပေါ်ပီမြို့နယ်ကြက်ဖြူကံရွာမှာနေကနေအလုလာလုတဲ့လူငယ်များနေထိုင်တဲ့လိုင်းကန်းကိုယာအိမ်မှုငပွေးနဲ့အတမတ်စစ်သားများကအဲစင်းစစ်ဆေးမယ်ဆိုပြီးတော့ဝင်းရောက်စီးနှင်းခဲ့တယ်လို့သိရပါတယ်အခုလိုစီးနှင်းပြီးတဲ့နောက်မှာလိုင်းကန်းရှိမှလူငယ်တွေအလုံးကိုဒူးထောက်ခိုင်းပြီးတော့မဲနိုင်ခိုင်းခဲ့တယ်လို့သိရပါတယ်မဲပေါက်တဲ့လူငယ်10ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့ခမရ3တက်3တိုင်ရင်တဲ့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်အဲ့ဒီဖမ်းဆီးခံရတဲ့သူများဟာနေကနေအလုလာလုတဲ့ အစီအင်းနဲ့နေထိုင်နေရတဲ့လူငယ်များဖြစ်ပြီးတော့တနေ့လုံးမှတနေ့စားရတဲ့မိသားစုတွေဖြစ်တယ်လို့သိရပါဗျ။ခမရ33ဟာရန်ကုန်တိုင်းမော်ဘီမြို့နယ်ရန်ကုန်ပြည်လမ်းတန်တေပင်ကျေးရွာမှာတရှိတယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့လူငယ်တွေတဲကလူငယ်တအုပ်ရဲ့မိန်းမဟာကလေးမွေးဖွားတာတဟာရက်ပိုင်းမြတာရှိပြီးတော့မိတွင်းတဲကမထွက်ရသေးဘူးလို့သိရပါဗျ။ကျပ်ဖြူကန်ချေးရွာမှာ30ရက်နေ့ည8:00ခွဲလောက်ကအစီအင်းစစ်မယ်ဆိုပြီးတော့ယာယီမှုငပွေးနဲ့စစ်သားတွေက နေကနေအလုတ်လာလုတ်တဲ့လူငယ်တွေနေတဲ့လိုင်းကန်းကိုဝင်စည်းတယ်ပြီးတော့လူငယ်တွေကိုမဲနိုင်ခိုင်းတယ်မဲနိုင်ခိုင်းပြီးမဲပေါက်တဲ့လူငယ်၁၀ယောက်ကိုတော့ခမာရ၃၃တက်ရင်တွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်စစ်တပ်ကဝင်ရောက်စီးနှင်းတဲ့လိုင်းကန်းကအဲစင်းနဲ့နေထိုင်နေရတဲ့နေကနေအလုတ်လာလုတ်ကြတဲ့မိသားစုတွေနေထိုင်တာပါအလုတ်သမားလေးတွေပဲနေတာအကုန်လုံးကလည်းလက်လုတ်လက်စားလေးတွေပါပဲဖမ်းဆီးခံရတဲ့သူတွေထဲမှာပင်ရအလုတ်သမားတအူးလက်ပါတယ်သူ့ရဲ့မိန်းမကအိမ်အကူလုတ်တယ် သူ့မိန်းမကကလေးမွေးတာတာမကြသေးပါဘူးမိတွင်းထဲကမထွက်ရသေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။မော်ဘီမြို့နယ်ချက်ဖြူကန်ရွာယာအိမ်မူငပွေးဟာကျေးရွာအတွင်းမှာခုနှစ်ရက်တခါအစင်းကြီးဆိုပြီးတော့တယောက်ကို3000လိုက်လံကောက်ခံခဲ့ပြီးတော့ပြည်သူများကိုအကြောင်းမဲ့အနိုင်ကျင့်မှုများကိုလှုပ်ဆောင်နေသူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းမှာအကြမ်းဖက်စစ်တပ်ကခန့်ထားတဲ့အုပ်ချုပ်ရေးမှူးများနဲ့ယာယီမှူးများကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့နှီးမျိုးစုံနဲ့ငွေညစ်တာတွေပုံမဆိုးဝါလာနေပြီးတော့ပတ်စံမတက်နိုင်တဲ့သူတွေကိုအုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီးတော့ချင်းချောင်မှုများကိုလှုပ်ဆောင်လာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလှဲကူးမြို့နယ်စင်ဖုန်ကြီးရွာမှာစစ်မှုထမ်းကြီးဆိုပြီးတော့အကြမ်းဖက်စစ်တပ်ကခန့်ထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပတ်စံမတက်နိုင်တဲ့ပြည်သူများကိုရက်ွက်ရုံးကိုခေါ်ပြီးတော့စစ်မှုထမ်းခိုင်းမယ်ဆိုပြီးချိန်ချောက်မှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကခန့်ထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များဟာ AP လမှာကြေးပါအတွင်းမှာရှိတဲ့တအိမ်ကိုငွေကျပ်နှစ်ပိန်းစတင်ကောက်ခံပြီးတဲ့နောက်လာစဉ်3000ကျပ်လိုက်လံကောက်ခံနေတယ်လို့သိရပါတယ်စစ်မှုထမ်းခြေအတွက်ဆိုပြီးတော့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကလာတိုင်းလာတိုင်းပတ်စံကောက်နေပါတယ်လေးလပိုင်းကလေးကအခုချိန်ထိအများရန်ထည့်နေရပါတယ်ငွေကြေးမထည့်နိုင်တဲ့သူတွေကိုလည်းရုံးကိုခေါ်ပြီးတော့ မင်းတို့ပတ်စံထဲ့မလားမဲနိုင်မလားဆိုပြီးတော့ခေါ်ပြီးချင်းချောက်တယ် တကယ်မပြေလည်လို့မထည့်နိုင်ဘူးလို့ပြောတာလည်းမရဘူးမထည့်ရင်ဆက်သေးဝင်ရမယ်ဆိုပြီးတော့ချင်းချောက်နေပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်ဒါအပြင်မြောက်ကလာပါမြို့နယ်နှစ်ရက်ကမြစ်တာလမ်းကယာအိမ်မှုမျိုးမြင့်နဲ့လူမိုက်အဖွဲ့ကမိခင်ချင်းနဲ့အစင်းချင်းဆိုပြီးတော့ပြည်သူတွေစီကနေပြီးတော့လစဉ်တအိမ်ကိုငွေကျပ်6500လိုက်လံကောက်ခံနေတယ်လို့ဒေသခံများကတိုင်ကြားထားပါတယ်ရအိမ်မှုမျိုးမြင့်ရဲ့အကိုဖြစ်သူဟာရက်ကွက်အတွင်းမှာရှိတဲ့ဆိုင်ကယ်များကိုလိုက်လံဖမ်းဆီးနေတယ်ပြူစောတိအဖွဲ့ဝင်တအုပ်ဖြစ်ပြီးတော့ ဘေးရဲဆိုင်ကယ်များကိုအကြောင်းမဲ့ဖမ်းဆီးပြီးနေ့စဉ်တိမ်းချီပြီးတော့ရရှိနေတဲ့သူဖြစ်တယ်လို့သိရပါဗျ။ယာယီမူးမျိုးမြင့်ကမီကင်ဂျေးဆိုပြီးတော့တအိမ်ကို3000ကောက်တယ်။နောက်ပြီးတော့အဲစင်းဂျေးဆိုပြီးတော့မိသားစုတစုကို3500လစဉ်ပေးနေရတယ်။လမ်းထဲမှာနေထိုင်တဲ့မိသားစုတော်တော်များများကတစ်နေ့လုံးမှတစ်နေ့စားရတဲ့ဒူတွေဆိုတော့တကယ်ကိုမတတ်နိုင်ကြပါဘူး။မပေးရင်လည်းချင်းချောက်တာတွေရှိတော့ပြည်သူလူထုတွေကကြောက်ပြီးတော့ မရှိရှိတာရှာဖွေပေးနေရတယ်သူ့ရဲ့အကိုဖြစ်သူကတော့ဆိုင်ကယ်တွေကိုလိုက်ဖမ်းတယ်ညီဖြစ်သူကအဲစင်းတိုင်တဲ့လုပ်ငန်းနဲ့မိခင်ချေးကောက်တဲ့လုပ်ငန်းတွေကိုလုပ်နေတာမိမဖြစ်တဲ့သူတွေကတော့ရွှေတွဲလဲငွေတွဲလဲနဲ့ဘောလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်အလားတူပဲမြောက်ကလာပမြို့နယ်6ခွေဗရောက်ခွနလန်းတွေကျူးကျော်ရက်ကွက်မှာနေထိုင်တဲ့စစ်တပ်ဒေါက်တိုင်ကျော်သူရကဘေးရဲဆိုင်ကမောင်းနေတဲ့သူများနဲ့လူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေညှင့်မှုများကိုလှုပ်ဆောင်နေကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်အဲ့ဒီစစ်တပ်ဒေါက်တိုင်ကျော်သူရဟာ အကြမ်းဖက်စစ်တပ်ကပေးထားတဲ့ walkie talkie ကိုကိုင်းဆောင်ထားသူဖြစ်ပြီးတော့လူငယ်များကိုစောင့်ကြည့်ပြီးစစ်တပ်ကိုပေါ်တာဆွဲဖမ်းဆီးခိုင်းကမိဘရေစီကငွေညစ်ပြီးတော့စစ်တပ်ထဲမှာလိုက်ထုတ်ပေးတဲ့ပွဲစားလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗျ။စစ်တပ်ထောက်တိုင်ကြော်သူရဟာစစ်ဘောင်းမီကိုအမြဲဝစ်ဆင်ထားသူဖြစ်ပြီး၆ခွေလက်ဖက်ဆိုင်မှာအမြဲထိုင်လေးရှိပြီးတော့ PDF တပ်ဖွဲ့ဝင်တွေကိုလည်းစိန်ခေါ်နေသူဖြစ်တယ်လို့သိရပါဗျ။မြောက်ကလာပါမျိုးနဲ့၆ခွေပတော့ခွန်းလန်းသွဲကျူးကျော်ရက်ကွက်မှာနေထိုင်တဲ့စစ်တပ်သတင်းပေးကြော်သူရက ဘေးရွယ်ဆိုင်ကသမားတွေပါမကြံလူငယ်တွေကိုပေါ်ပေါ်တင်တင်ပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေညှင့်နေပါတယ်ကျော်သူရက PDF တွေကိုအမြဲစိန်ခေါ်နေပြီးတော့လက်ဖေးဆိုင်မှာပြောဆိုလေးရှိပါတယ်သူကစစ်ဘောင်းမီပဲအမြဲဝတ်တယ် PDF တွေကိုမကြောက်ဘူးကြိုက်တဲ့ကောင်လာခဲ့လို့ပြောနေတယ်လမ်းသွားလမ်းလာတဲ့လူငယ်တွေကိုလည်းကြော်သူရကမျက်ချိန်မပြတ်စောင့်ကြည့်ပြီးတော့စစ်တပ်ကိုဖမ်းခိုင်းတာတွေရှိတယ် ကျော်သူရကိုလည်းစစ်တပ်ကဝါကီတော်ကီပေးထားတယ်အများတန်းလိုလိုသတင်းပေးတာတွေလှုပ်ဖို့ဆိုပြီးတော့ပြောတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်မန္တလေးတိုင်းပျော်ပွဲမြို့နယ်မှာခင်ကြီးရကျေးရွာအုပ်ချုပ်ရေးမှုကစစ်မှုထမ်းခြင်းဆိုပြီးတော့လစဉ်တအိမ်ကိုငွေကျပ်၄000လိုက်လံကောက်ခံနေကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်မေလာပိုင်းကစတင်ပြီးတော့ ပျော်ပွေမြို့နယ်ကန်တာအုပ်စုခင်ကြီးရကြေးရွာအုပ်ချုပ်ရဲမှုကစစ်မှုထမ်းဖို့အတွက်လူငါးဖို့ဆိုပြီးတော့တအင်ကိုငွေကျပ်၄000လိုက်လံကောက်ခံနေခြင်းဖြစ်ပြီးကြေးရွာမှာတနေ့လုံးမှာတနေ့စားရတဲ့မိသားစုဝင်များများပြားလာခြင်းကြောင့်လစဉ်ပေးဆောင်ဖို့အတွက်ခက်ခဲနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စိတ်ရည်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံအတွင်းမှာနေထိုင်နေကြတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးကင်းပြီးတော့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့နှစ်သက်ဆုမွန်ကောင်းစကားပြောကြားလိုက်ပါတယ်ခင်ဗျာ